ယနေ့မြန်မာစံတော်ချိန်နေ့လယ်3:00နာရီအချိန်မှာဆိုရင်တော့ AFC Champion League ဦးမန်းပြိုင်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်အဖြစ်မြန်မာကလပ် ISB အသင်းနဲ့ဂျပန်ကလပ် Tokyo Bari အသင်းတို့ရှင်ပြန်ကစားခဲ့ကြပါတယ်။ ISB မြို့သမီးအသင်းအနေနဲ့ကတော့အုပ်စုအဖွဲ့ပွဲစဉ်မှာတောင်ကိုရီးယားကလပ်အသင်းဖြစ်တဲ့ Suwon အသင်းကိုအဟုတ်ကူမရှိဆိုတဲ့ရလနဲ့ရှုံးနေခဲ့တာကြောင့်ဒီပွဲစဉ်မှာရမှတ်တွေရရှိဖို့လိုအပ်နေခဲ့ရလေဖြစ်ပါတယ်။ဒါပေမဲ့လည်းဂျပန်ကလပ်အသင်းတသင်းဖြစ်တဲ့ Tokyo Bari အသင်းအနေနဲ့ပွဲစားတဲ့ဆိုကြတဲ့က ISB အသင်းဘက်ကိုတိုက်စစ်စဉ်ကစားခဲ့ပါတယ်။ အဲ့လိုနဲ့ပွဲကစားချိန်12မိနစ်ရောက်မှာပဲတိုချိုပါရီအသင်းအနေနဲ့တင်းကိုတကိုရရှိခဲ့ပါတယ်။ပွဲကစားချိန်49မိနစ်ရောက်မှာတော့ရရှိလာတဲ့အခွင့်အရေးကိုတိုချိုပါရီကစားသမားခေါင်းတိုက်ဆုံးသက်ခဲ့ပေမယ့် ISB ကစားသမားမြို့မမနှင်းကအဆွမ်းပြားကာကွယ်နိုင်ခဲ့ပါတယ်။ပွဲကစားချိန်89မိနစ်ရောက်မှာလဲဒိုဂျိုဘာရီအသင်းတောင်ပိုင်းတိုက်စစ်ကနေတဆင်ကိုရရှိခဲ့ပေမဲ့ခေါင်းတိုက်သွင်းယူခဲ့တဲ့ကစားသမားလူဂျွန်နေခဲ့တာကြောင့်ဂိုးဖြစ်သတ်မှတ်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ ဲ့လိုနဲ့ပွဲပြီးဆုံးချိန်မှာတော့ ISPE မျိုးသမီးအသင်းနဲ့တူချိုပါတီမျိုးသမီးအသင်းကိုတကူကုန်းရှိသူတွေရလက်နဲ့အရင်နှင်ခဲ့ပြီးနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်ဆိုရင်မြောက်ကိုရီးယားကလပ်အသင်းဖြစ်တဲ့ငယ်ကိုရန်အသင်းကိုအနိုင်ခံမှသာနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အခွင့်အလမ်းရှိတော့မှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဆိုရင်တော့မြန်မာအသင်းအနေနဲ့ခန်းစစ်ကိုသာအပြုကစားခဲ့ရပြီးတိုက်စစ်အနေနဲ့လည်းမမေ့ရရဘာတစ်ခုမှစွမ်းဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးနောက်လာမယ့်မြောက်ကိုရီးယားကလပ်အသင်းနဲ့ပွဲစဉ်မှာဆိုရင်တော့တိုက်စစ်ကိုအပြုကစားဖို့လိုအပ်ပြီးသွင်းကိုရီးယားရှိဖို့မျှော်လင့်ရမှာလည်းဖြစ်ပါတယ်